EV လောကကိုမြေလံဖြစ်နိုင်မယ်။ Honda ရဲ့ Hydrogen 3အင်ဂျင်အသစ် Honda ကမိတ်ဆက်လိုက်တဲ့ Hydrogen လောင်စာ3အင်ဂျင်တွေက EV ကားလောကကိုနိုင်ထီတန်စီမှာလား။ Honda ရဲ့အင်ဂျင်အသစ်ကြောင့် EV ကားတွေလက်ပြနှုတ်ဆက်ရတော့မှာလား။2020ခုနှစ်လောက်ကစတင်ခဲ့တဲ့လျှက်စစ်ကားဇလန်က2024နှစ်လည်လောက်မှာတော့ရေပန်းစလာခဲ့ပါရင်2025ကျတော့လျှက်စစ်ကားလောကကတချိန်ထိုးဖွံ့ဖြိုးလာခဲ့တာပါစီမစားသလိုပတ်ဝန်းကျင်ထိခိုက်မှုလည်းနေပါတဲ့လျှက်စစ်ကားတွေကိုအစိုးရတွေကလည်းအားပေးကြသလို အဲ့ဒီလောကမှာယင်းနှမြုံနယ်လာတဲ့ကုမ္ပဏီကြီးတွေကလည်းအများပြားရှိလာခဲ့ပါတယ်။နောက်ပြီးလျှက်စေးကားတွေကအနာဂတ်မရှိမဖြစ်ယင်းမျိုးဆိုပြီးဖြစ်လာခဲ့တာပါ။ဒီအရှိန်ဟုန်နဲ့တူအားသွင်းလို့ရတဲ့စတေရှင်တွေကိုလည်းနေရာအနှံ့ဖြန့်ကျက်တည်ဆောက်လာကြပါတယ်။ဒါပေမဲ့2025ခုနှစ်ရောက်တဲ့အခါလျှက်စေးကားထုတ်လုပ်သူတွေကိုမျက်ခုံးလှုပ်စေမဲ့သတင်းတစ်ခုထွက်လာခဲ့တာပါ။အဲ့ဒါကတော့အားသွင်းစရာလည်းမလိုပေါဝင်အချင်းကိုလည်းမထိခိုက်စေတဲ့အင်ဂျင်တစ်မျိုးထုတ်လုပ်နေပြီဆိုတဲ့အကြောင်းပါပဲ။ဒီသတင်းကိုဆောင်ကျင်းလာသူကတော့ကားလောကနဲ့အင်ဂျင်ထုတ်လုပ်ရေးလောကရဲ့ထိပ်သီးကြီးဟွန်တာပါပဲ။ ဂျပန်ကထုတ်လုပ်တဲ့ကမ္ဘာကြီးတွေဖြစ်တဲ့ Honda နဲ့ Nissan တို့ပူးပေါင်းပြီးကားလောကရဲ့အလှည့်ပြောင်းကိုဖော်ဆောင်မယ်ဆိုတဲ့သတင်းတွေထွက်နေကြတာပါ။အားလုံးက EV ကားဆိုပြီးဖြစ်နေချင်း Honda ရဲ့ CEO က EV ကားလုပ်ငန်းတစ်ခုလုံးကိုလှုပ်ခတ်စေမယ့် engine တစ်လုံးတီထွင်ထားတယ်လို့ပြောလိုက်ချိန်မှာတော့မဲခွန်းတွေတန်းစီထွက်လာခဲ့ပါတယ်။ဘာဖြစ်လဲဆိုရင် Honda ရဲ့အရှိန်အဝါကကားလောကမှာတော့ engine ထုတ်လုပ်ရေးမှာပါကြီးမားလုံးလို့ပါပဲ။အဲ့ဒီ engine အကြောင်းမပြောခင်အရင်ဆုံး Honda ရဲ့တမိုင်းအကြောင်းနဲ့စလိုက်ပါဒီအကြောင်းအရာကပြည့်စုံသွားမှာဖြစ်ပါတယ်။ အစိုင်းမဟုတ်လားကစမိန်တွေကိုအင်ဂျင်တက်ဖို့ကြိုးစားရင်းဒီလောကတွေရောက်လာခဲ့တာပါဒီနေ့မှာတော့ကမ္ဘာကြီးဆုံးအင်ဂျင်ထုတ်လုပ်သူဖြစ်လာခဲ့ပါပြီတကယ်တော့ Honda ရဲ့အစကပြောင်းဝင်ကြားကစားခဲ့တာပါဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းအလုံးပြည့်စည်းသွားချိန်မှာဆိုချီယို Honda ကဒီလုပ်ငန်းကိုဦးဆောင်ခဲ့ပါရင်အဲဒီတော့က1956ခုနှစ်လောက်ပါပဲနောက်ပြီးကမ္ဘာကြီးကတည်တွင်စမ်းသပ်မှုကိုတောင်းဆိုခဲ့တာတော့မဟုတ်ပါဘူးရှင်တန်ရဲ့တီဘိုးလောက်ပဲလိုအပ်နေခဲ့ပါရင်ဒါပေမဲ့ဆိုချီယို Honda ကလူတွေမျှော်လင့်ထားတာတက်ပို့လုပ်ပြနိုင်ခဲ့ပါရင် သူပထမအဆုံးတီထွင်ခဲ့တဲ့စမိန်အင်ဂျင်လေးကလည်းခန်းနာလာမဲ့ Honda ရဲ့တမိုင်းအတွက်နှလုံးခုန်သံဖြစ်ခဲ့ရပါ1948ခုနှစ်မှာတော့လုံဖို့အကင်မဲ့ဖြစ်သူ Tiro Fuji Sawa နဲ့ပူးပေါင်းပြီးကုမ္ပဏီတည်ထောင်ခဲ့ပါတယ်နောက်တနည်း1949ခုနှစ်မှာတော့ Dream DT Motorcycle ကိုပွဲထုတ်ပြီးအားလုံးကိုအားအသင့်စေခဲ့တာပါ1950ခုနှစ်လောက်မှာပဲ Honda ကကမ္ဘာအကြီးဆုံးဆိုင်ကယ်ထုတ်လုပ်သူဖြစ်လာခဲ့ပါတယ် Honda ရဲ့အိမ်မက်ကဒီလောက်နဲ့မရခဲ့ပါဘူး1963ခုနှစ်မှာတော့ T360 mini truck ကနဲ့ S500 sport car တွေကိုထုတ်ပြီးကားလော့ကတွေရောက်လာခဲ့တာပါ ဟွန်နာရဲ့ကားတွေကတေးသေးချစ်ချစ်ပုံစံလေးဖြစ်ပေမဲ့အကျော်မာပြီးအစွဲယုံကောင်းပါတယ်ဒုက္ခဒုက္ခရဆိုရင်လီဘာနင်းကိုလည်းငေါကနေထားပေးနိုင်တဲ့ကားတွေဖြစ်ခဲ့တာပါ1990မှာတော့ကမ္ဘာတဝန်းရေနံရှားပါတဲ့ကိစ္စတွေဖြစ်လာပါတယ်ဒီအချိန်မှာဓာတ်ဆီဆေးတွေလည်းအဆမတန်မြင့်တက်ခဲ့တာပါဒီလိုဖြစ်ချိန်မှာတော့အင်ဂျင်ပါဝါကြီးပြီးစီစားတဲ့အမေရိကန်ကားတွေလည်းဒုက္ခရောက်ကုန်ပါတယ်အစိုးရကလည်းလောင်စာဆီခြွေတာဖို့လှုံ့ဆော်နေတယ်လို့လေလုံညံ့မှုမရှိအောင်ရှော့ချရမယ်ဆိုပြီးတင်းကြပ်လာခဲ့တာပါအဲဒါကြောင့်ကားကုမ္ပဏီတော်တော်များများလည်းအလုံများကုန်ပါတယ် သူများတွေကအဲဒီကိစ္စကြောင့်တိုင်ပတ်နေခြင်းမှာဟွန်နာက CVA CC engine ကိုမိတ်ဆက်ခဲ့တာပါဒီ engine ကအစိုးရတွေပြောဆရာမလို့အောင်ပြေဆုံနေခဲ့ပါတယ်1995ခုနှစ်မှာတော့အဲ့ဒီ engine အသုံးပြုတဲ့ Honda Civic ကားကိုမိတ်ဆက်ခဲ့ပါတယ်ဒီအချိန်မှာပဲဂျပန်ကားကိုသဘောကျတဲ့ American ဖောက်တဲ့အများစုကိုရလာခဲ့တာပါအဲ့ဒီအချိန်က Honda ရဲ့အောင်မြင်မှုကြီးလည်းဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူတို့ကဒီလောက်နဲ့မရတန်းခဲ့ပါဘူး1989ခုနှစ်မှာ V10 လို့ခေါ်တဲ့ engine ကိုထပ်မိတ်ဆက်ပြီး၃ဆဲသူတွေကိုစိတ်ကျေနပ်မှုထပ်ပေးခဲ့ပါတယ် ။နောက်ပြီး Honda Civic ကအမေရိကန်ကားတွေထက်လည်းဈေးပိုသက်သာနေကြတာပါ။ဈေးနဲ့လည်းဆိုပေမဲ့စွမ်းဆောင်ရေးကြတော့လည်းပိုနေပါတယ်။ဒီလိုနဲ့ Honda ဆိုတဲ့နာမည်ကလည်းကားလောကမှာရှိန်ဝါကြီးလာကြတာပါ။ကားလောကကိုဥဆောင်နေတဲ့ Honda ရဲ့တီထွင်စမ်းသပ်မှုတွေအကြောင်းကိုပြောရရင်အတော်လေးကိုရှည်သွားမှာပါ။အတော်ချုံးပြောရရင်တော့ Honda က1990ခုနှစ်မှာ NSH ဆိုတဲ့ကားကိုထုတ်လုပ်ပြီး Faria ကိုလက်အောင်လုပ်ခဲ့တဲ့ကိစ္စလည်းရှိပါတယ်။နောက်ပြီး1996ခုနှစ်မှာ Honda Insight Hybrid ကားကိုထုတ်ပြီးလူတွေကိုအားအသင့်စေခဲ့တာလည်းရှိနေတာပါ။ ပြောရင်ဟွန်နာရဲ့တီထွင်စမ်းသပ်မှုတွေကအမြဲတမ်းရှိကနေပဲဥဆောင်နေကြတာဖြစ်ပါရင်ဒါပေမဲ့နောက်ပိုင်းမှာကားထုတ်လေးကုမ္ပဏီကပေါင်းရင်းချင်းညဉ့်ညမ်းမှုရှော့ချရေးကောင်းစင်အောင်မှလျှက်စစ်ကားတွေဘက်ကိုအာခံသွားပါရင်ဒီအချိန်မှာဟွန်နာကထဲထဲဝင်မပါခဲ့ပါဘူး။ဘာဖြစ်လဲဆိုရင်တော့သူတို့ကပိုထူးဆန်းတဲ့ယာကိုစူးစမ်းနေလို့ပါပဲ။အဲ့ဒါကတော့ဟိုက်ဒရိုဂျင်လောင်စာနဲ့ရေကုန်မောင်းနေနိုင်အောင်စမ်းသပ်နေတာပဲဖြစ်ပါရင်တကယ်တော့ဟွန်နာကဒီကိစ္စကို2000ခုနှစ်လောက်ကတည်းကစမ်းသပ်နေကြတာပါ။သူတို့က FCA ဆိုတဲ့ကားစီးကိုပွဲထုတ်ခဲ့ပါရင် အရင်ကကမိခိုးမွေအစားရေမွေပဲထုတ်ပေးတာပါ၂008ခုနှစ်မှာတော့ SCH Clarity ဆိုတဲ့ကားကိုအရေးတွက်နည်းနည်းပဲထုတ်လုပ်ခဲ့ပါတယ်၂010ခုနှစ်လောက်ရောက်တော့လျှက်စစ်ကားကိစ္စကနာမည်ကြီးလာပါတယ် Tesla လိုကုမ္ပဏီကြီးတွေကလျှက်စစ်ကားထုတ်လုပ်မယ်ဆိုတဲ့ကိစ္စကြောင့်လူတွေကပိုစိတ်ဝင်စားလာကြတာပါအဲဒါကြောင့်တခြားကားထုတ်လုပ်သူတွေကလည်း EV ဘက်ကိုလိုင်းပြောင်းကြပါတယ်ဒါပေမဲ့ Honda ကတော့တိတ်တိတ်ဆိတ်ဆိတ်ပါပဲ hybrid ကားတွေကိုပဲပိုကောင်းအောင်တီထွင်နေခဲ့တယ်လို့လျှက်စစ်ကားအနည်းငယ်ကိုလည်းထုတ်လုပ်ခဲ့တာမှာဒါပေမဲ့လျှက်စစ်ကားဘက်ကိုအလုံးစုံဥတီခဲ့တာတော့မဟုတ်ပါဘူးသူတို့ကအချိန်ကုန်ဆောင်ဆိုင်ပြီးအစီအစဉ်တွေတေချာဆွေးနွေးခဲ့ကြတာပါ2023ခုနှစ်ကိုရောက်လာချိန်မှာတော့ General Motor Company ကြီးနဲ့ပူးပေါင်းပြီး hydrogen လောင်စာသုံး engine တွေထုတ်ဖို့ကြိုးစားကြတော့တာပါပဲ2024မှာတော့ Honda CR-V Model တိကိုမိတ်ဆက်ခဲ့ပါတယ်အရိကက hybrid ကားပါပဲ ဒါပေမဲ့ NS နဲ့အပြင်ဟိုက်ဒရိုဂျင်နဲ့နှမျိုးမောင်းလို့ရတာပါဒီကားထုတ်တဲ့အချိန်မှာနှဲ့အစ်စ်ကားတွေကလည်းနာမည်ကြီးနေပါပြီအဲဒီကားတွေကို CRB ကရှင်းနိုင်ပါမလားအာသာချက်တွေအားနည်းချက်တွေဘလို့ရှိနေလဲစားရည်တိအောင်ဒီဘလိုလေးကိုစက်ကြည့်ကြဖို့တိုက်တွန်းရပါပါလျက်စစ်ကားတွေကလောင်စာစီသုံးကားတွေထက်အာသာချက်များကြီးရှိပါတယ်။ကမ္ဘာတဝန်းကအစိုးရတော်တော်များကလည်းလျက်စစ်ကားတွေရဲ့အခန်းကဏ္ဍကိုထောက်ခံထားကြတာပါ။နောက်ပြီးလျက်စစ်ကားတွေကမောင်းရတာငြင်းနေ။အိမ်စောကထွက်တဲ့ညဉ့်ဉန်းမှုကလည်းလျော့နေတယ်။စားတဲ့အာသာချက်တွေရှိပါတယ်။ ဒါပေမဲ့ကြာလာရင်ဘက်ထရီလည်သွားနိုင်တဲ့ကိစ္စတွေအားသွင်းဖို့နေရာရှာရင်မီးစက်ငှားရမလားဆိုတဲ့ပြဿနာတွေရှိနေတာပါနောက်ပြီးအားသွင်းချိန်ကလည်းစောင့်ရပါသေးတယ်ကားသေးဆိုကိစ္စမရှိပေမဲ့ကြာလာရင်ဘက်ထရီဒုက္ခပေးတာနဲ့ခီးဝေးဝေးသွားဖို့စဉ်းစားရမှာမဟုတ်ပါဘူးနောက်ထပ်အားနည်းချက်ကလည်းဘက်ထရီနဲ့ပဲဆိုင်ပါတယ်ဘက်ထရီထုတ်လုပ်တဲ့နေရာမှာမရှိမဖြစ်လိုအပ်တဲ့ကိုဘော့စ်နီတီယန်နဲ့နီကယ်လိုမျိုးရှားပါးသတ္တုတွေလိုအပ်နေတာပါသဘောကတော့ဘက်ထရီတွေများများသုံးရင်ဒီသတ္တုတွေကိုများများတူးဖို့ရလိမ့်ဖြစ်ပါတယ် အဲ့လိုတူဖို့ရတဲ့အခါမှာတဘာဝပောင်းရင်ချင်းထိမ့်သိမ်းရေးကိစ္စနဲ့ညှိတာတွေလည်းရှိနေတာပါ။ဒါကကားပိုင်ရှင်တွေနဲ့ဒိုင်းရိုက်မဆိုင်ပေမဲ့ချုံကုံစဉ်းစားမယ်ဆိုရင်ထဲထွင်ရမယ့်အချက်တွေလည်းဖြစ်ပါရင်အဓိကကတော့အာသွင်းမှုနေရာကရှားမိကပြန်အာသွင်းချင်းကလည်းကြာဆိုရင်လျှက်စစ်ကားတွေကစိတ်ညစ်စရာပဲဖြစ်ပါရင်အဲ့ဒါတွေကိုဟိုနာကကြုံရနိုင်ချင်းရှိတဲ့အခက်အခဲတွေလိုချိုးတွက်ခဲ့တာပါ။အဲ့ဒါကြောင့်လျှက်စစ်ကားထုတ်လို့ရတဲ့မှာဝဲချေတန်းချေပဲပေါခဲ့တာဖြစ်ပါရင်နောက်ပြီးသူတို့စီမာလီလန်းကောင်းနေတွေ့ထားလို့အားလုံးက EV ဆိုပြီးလုံနေတဲ့အချိန်မှာ ကိုလုံးဆရာရှိတာကိုလုံနေခဲ့တာပါအဲဒါကြောင့်ဟိုက်ဒရိုဂျင်လောင်စာသုံးအင်ဂျင်မှာရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ခဲ့တာပဲတကယ်တော့ဟွန်ဒါမှာလွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကတည်းကအဲ့ဒီနည်းပညာရှိနေခဲ့တာပါဒါပေမဲ့လူကြားတဲ့ထုံမပြောသေးပဲကျေပြီးစမ်းသပ်နေခဲ့ပါတယ်ဒီဘက်မှာလည်းသူရဲ့သနာတွေလို့နီဆန်တို့ဂျန်နယ်မော်တာတို့လိုအင်အားကြီးတဲ့မိဖက်တွေရှာနေခဲ့တာပါဒီလိုနဲ့2025ခုနှစ်မှာတော့ဟိုက်ဒရိုဂျင်လောင်စာသုံးအင်ဂျင်ကြောင်းထုတ်ပြောဖို့အချိန်ရောက်လာခဲ့ပါပြီဟိုက်ဒရိုဂျင်လောင်စာသုံးအင်ဂျင်တွေအားသာချက်ကိုပြောရမယ်ဆိုရင်တော့အားသွင်းချိန်မြန်ဆန်တာပါပဲဒက်စီဒီဇယ်ဖြည့်လို့ပါပဲချက်ချင်းဖြည့်လိုက်လို့ရပါတယ် ။နောက်ပြီးရှားပါတက်ထုတွေမိခိုးစရာမလိုသလိုဘက်ထရီမကောင်းရင်လည်းစံနိုးတာနဲ့ကောင်းကောင်းမောင်းလို့ရပါတယ်။နောက်ပြီးစွမ်းဆောင်ရည်ကလည်းလျှက်စစ်ကားတွေလိုပါပဲ။အတန်ငင်ပြီးဒုံခါမှုလည်းနေပါတယ်။အင်ဂျင်လုံးလုံးပုံကိုအချမ်းပြင်းပြောရင်တော့ဘက်ထရီစီကနေစွမ်းအင်ယူတာမဟုတ်ပဲနောင်စာဆဲကိုအသုံးပြုပြီးလေထဲကအောက်ဆီဂျင်နဲ့ဟိုက်ဒရိုဂျင်ကိုပေါင်းစပ်ပြီးလျှက်စစ်စွမ်းအောင်ထုတ်ယူတာပါပဲ။နောက်ပြီးအိမ်စောကထွက်လာတဲ့အမွေကရေနှင်းမွေးဖြစ်တာကြောင့်သဘောပေါက်ရင်ချင်းထိခိုက်တာတွေလည်းမရှိပါဘူးဒီထက်ကောင်းတဲ့နည်းဗမာရှိသေးတဲ့ဆိုပြီးမေးရမယ့်နည်းပညာပဲလို့တော့တင်စားရပါပါ နောက်ပြီးဟိုက်ဒရိုဂျင်အပြည့်ဖြည့်ထားရင်မောင်းနိုင်တဲ့အကွာအဝေးကလက်အစစ်ကားတွေထက်လည်းပိုပါသေးတယ်။အားပြည့်ဖြည့်ထားရင်မိုင်300မိုင်400လောက်ကတော့ AC နှိမ့်လို့ရနေတာပါ။ဒီကားတွေအတွက်လိုအပ်ချက်ကတော့တခုတည်းရှိပါတယ်။ဟိုက်ဒရိုဂျင်အားပြည့်နေရတယ်လလန်းမီအောင်လိုက်ဆောက်ပေးဖို့ပါပဲ။နောက်ပြီးဘက်ထရီတက်တန်းကိုကြည်ပြီးမောင်းရတဲ့ဒုက္ခတွေလည်းရှိမှာမဟုတ်ပါဘူး။အဲ့ဒီအချက်ကကားပိုင်ရှင်တွေရဲ့စိတ်တော်ကားတွေကိုအတော်လေးအဆင်ပြေသွားစေမှာပါ။ရှိပိုင်းမှာဟိုက်ဒရိုဂျင်လောင်စာသုံးကားတွေကိုစမ်းသပ်ထုတ်လုပ်ခဲ့တယ်ဆိုတဲ့အကြောင်းပြောပြခဲ့ပါတယ်။ဒီလောက်အဆင်ပြေတဲ့ကားကိုလူကြားမှာဘာလို့ရေပန်းမစားခဲ့တာလဲဆိုတဲ့မေးခွန်းတွေကလည်းရှိလာမှာပါ အဓိကပြောရင်ဟိုက်ဒရိုဂျင်အားဖြင့်နေရာတွေရှားပါနေလို့ပါပဲနောက်ပြီးဟော်နာကိုရိုင်းကဒီကားရဲ့အခြေအနေကိုစမ်းသပ်နေစေကာလာဖြစ်နေလို့လည်းပါပါတယ်နောက်ပြီးလူတွေချားမှာလည်းဟိုက်ဒရိုဂျင်လောင်စာနဲ့ပတ်သက်တဲ့ကိစ္စကအထူးစမ်းကြည့်ဖြစ်နေလို့ပါပဲဒါအပြင်လည်းအစ်စ်ကအားဖြင့်တဲ့စတေရှင်တွေကတီဆောက်လို့လွယ်တယ်လို့ဟိုက်ဒရိုဂျင်အားဖြင့်တဲ့စတေရှင်တီဆောက်ဖို့ကိစ္စကြတော့နည်းနည်းရှုပ်ထွေးနေတာပါအဲဒါကြောင့်ဟွန်နာကအင်ဂျင်ကိုတေချာတီဆောက်ပြီးလူသိရှင်ကြားမိတ်ဆက်ဖို့အချိန်ဆောင်နေကြတာဖြစ်ပါတယ် ဟိုက်ဒရိုဂျင်လောင်စာသုံးကားရဲ့အလားအလာကဘယ်လိုဖြစ်လာမလဲဆိုတာတော့မပြောတတ်သေးပါဘူး။ Honda ရဲ့စွမ်းဆောင်ရည်ကိုပဲယုံကြည်ထားမှာပါ။ဒီကြားထဲမှာလျှက်စစ်ကားကဏ္ဍကလူလူရဲ့ထောက်ခံမှုအစိုးရရဲ့ထောက်ခံမှုတွေကြောင့်အရှိန်မြန်မြန်ဖွံ့ဖြိုးနေပါတယ်။ဒါပေမဲ့လျှက်စစ်ကားတွေကပေးတဲ့စိတ်ညစ်စရာအခြေအနေလည်းရှိလာအောင်ပါ။အဲ့ဒီခါကျရင် Honda ကအချိန်ကိုလှုပ်ရှားဖို့ပြင်ဆင်ထားဖို့ပါပဲ။လျှက်စစ်ကားတွေဖောက်လာတဲ့အချိန်ကျရင်လူလူရဲ့စိတ်ဝင်စားမှုကလည်းဟိုက်ဒရိုဂျင်လောင်စာသုံးကားရဲ့ဘက်ကိုရောက်လာနိုင်ခြေရှိပါတယ်။လူစိတ်ဝင်စားမှုရပြီဆိုရင်အခြေခံအဆောက်အအုံတွေတည်ဆောက်နိုင်ဖို့လည်းအဆင်ပြေသွားမှာပါ။ ။လောလောဆယ်မှာတော့ Honda ကသူ့အကြံစီကိုလူသိရှင်ကြားထုတ်ပြောပြီးလျှက်စစ်ကားလောကကိုတက်လှန်လိုက်တာဖြစ်ပါရင်ဘယ်သူတွေဘယ်လိုမှချက်ပေးကြမလဲ။ဘာတွေဆက်ဖြစ်အောင်မလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ။အစောလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။